ထိုးအချိန်မှာခင်ရဲလို့အနေအောင်အလင်းတန်းနေတဲ့လူကိုယောက်ကဂျူကိုလုံးကနေပြန်တန်းထွက်လာပါတယ်သူတို့အလုံးကနိဗ္ဗာန်ဖြစီသူအစင်းနေပါတောင်မန်နေငတ်ပြောင်းလဲခြင်းအတွက်သူတို့ကိုယောက်ကထွက်လာကြတာပါသူတို့ကိုယောက်ကတောင်မန်နေငတ်ဝိညာဉ်နာကိုနီးကပ်လာတဲ့အခါနောက်ထပ်အဟိတန်တစ်ခုကထွက်လာပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်အဟိတန်အကျေစုနဲ့ပဲတစ်ခုလုံးပျံ့နေသွားတဲ့အခါလှိုင်းနေအဖြစ်ပြောင်းလဲသွားပါတယ်မိတော်အမြောက်များလည်းတွန်းပို့ခံရရပါတယ် တစ်ချိန်တည်းမှာပဲတောင်မန်နီငတ်ဝိညာဉ်ကအမြန်ပဲလေပတ်ပြီးမီးလုံးကြီးတစ်လုံးဖြည့်ပြောင်းလဲသွားပါတယ်မီးတောက်တွေကလင်းကောက်သွားပြီးပုံအိတ်တစ်ခုကပေါ်လာပါတယ်ပုံအိတ်ထဲကလူကသပင်ရှည်တွေနဲ့တောင်မန်နီငတ်စင်းမင်းကြောင်ကသူ့ရဲ့ခန္ဓာကိုယ်ကိုဖုံးလန်းထားပါတယ်မီးတောက်တွေအများအများကိုလည်းထွက်လွတ်နေပြီးအဝေးကနေကြည့်မဲ့ဆိုရင်တောင်မန်နီငတ်တစ်ခုလုံးပါပဲသူကတော့ဝင်လင်းပါပုံထဲမှာဝင်လင်းပြင်ဗလာမျိုးလုံးပေါက်တွေနဲ့ဝင်နေနေတဲ့စင်းမင်းကြောင်မျိုးနဲ့ဆိုရဲတန်းစင်ဘိုးပေးရလဲပေါင်းရင်းပါတယ်သူမအရှိမဖန်သားတင်းလင်းကြောင်အလင်းနဲ့နေဖက်စီထားတဲ့ချင်းလင်းရလဲရှိနေပါတယ်ထုံမြင်ခွင်းကပေါ်လာတဲ့အမျိုးသမီးရရုတ်တရက်ကြည့်လိုက် ပါတယ်။သူမရဲ့ဗလာမျိုးလုံးတွေကသူတို့ရဲ့စိတ်ကိုတုံ့လို့စေပါတယ်။ဒီမျိုးသမီးရောက်စင်းမင်းတောင်မျိုးနဲ့ဆူရဲတန်းစင်နဲ့ပိုးပြီးထူရောက်။သူမရှိရလူပါကောင်းရဲ့အကြက်ချင်းလင်ဖြစ်နိုင်လား။အကြီးကဲဘွားရဲ့အလုံးစုံမြင်ရှိသူနဲ့အခြားလူအလုံးကလည်းပုံရိပ်ထဲမှာပေါ်လာပါတယ်။ဘွားရဲ့အလုံးစုံမြင်ရှိသူကလည်းဒီမှာရှိနေရပဲ။အဲ့လူကဒီလောက်ထိအနေနဲ့များတဲ့နေရာမှာတောင်မန်ဒီငှောက်ကိုနိုးထလာတယ်။ဘွားကမဟာမိတ်ဖဲရဲ့အဓိကပုဂ္ဂိုလ်တစ်ယောက်ပဲ။သူကငါတို့တောင်မန်ဒီငှက်ခိုင်းမှာတဲဥကနိုးထလာတာကိုလုံးဝခွင့်ပြုမှာမဟုတ်ဘူး။ ဒါပေမဲ့လိုထားလာတဲ့လူကိုငားမမြင်ဘူး။သူကဘလို့လုပ်ပြီးတော့တောင်မန်နီငှက်မျိုးနဲ့ဆူကိုရခဲ့တာလေ။လူကိုယောက်ကမီလုံတရားမြင်ကွင်းကိုကြီးနေကြပါတယ်။ထိုအချိန်မှာပဲအစွမ်းထက်တဲ့ဝင်းကြီးရဲ့အသီးစိတ်တစ်ခုကမီလောင်နေတဲ့ဂျေဆုစနစ်ရဲ့အနေရှင်လုံးနေရာကနေထွက်လာပါတယ်။ထိုဝင်းကြီးရဲ့အသီးစိတ်ကအရင်ဦးမှအင်အားကြီးတာကြောင့်ဂျေဆုစနစ်ထဲကမီလောင်တရားတော့ရတန့်သွားပါတယ်။ဒီကလေးရဲ့မျိုးနဲ့အကြောင်းမင်းတို့ကမိကုံးထုတ်เสียမလိုအပ်ဘူး။သူ့ရဲ့အမှတ်တော်ကိုငါရဲ့အရေးတစ်ခုကပေးခဲ့တာ။ဂိုင်းတစ်ခုလုံးရဲ့အင်အားကိုအသုံးပြုပြီးတကယ်ဝင်းကြီးကိုလမ်းညွှန်အဖြစ်အသုံးပြု ဘလို့နီလောင်းကိုပဲ၃ရ၃ရသူ့ကိုဘေးကင်းစွာနဲ့ပြန်ခေါ်လာထိုဝင်းရဲ့အသေးစိတ်ကဖျက်တမ်းသွားပြီးရဲ့နောက်သူ့ကိုကိုရောက်လုံကလေးစားမှုတွေကိုပြသလိုက်ကြပါတယ်။နဖျားဤကလေးရဲ့အမိတိုင်းမှာဒီလူကိုကြီးမှာအချိန်အားတိတ်ပြီးတော့မကြံတော့ဘူး။အရင်တော့ဒိုင်ယာတွေကလည်းပို့ပြီးတော့စိုးရလာပြီ။ဒီကလေးကငါတို့တောင်မန်နေငှက်နဖျားခန်းရဲ့မျှော်လင့်ချက်ပဲ။မင်းတို့အားလုံးကပို့ပြီးတော့နှီးစက်တယ်။ဒါကြောင့်ဘလို့နီးနေပဲဖြစ်ဖြစ်သူ့ရဲ့ဘေးကင်းရေးကိုအာမခံနိုင်ရမယ်။ ်ထိုအချိန်မှာကောင်းကင်အကလေးလိုင်ကူထဲမှာချင်းလင်းကပေါ်လာတဲ့အခါဝလင်းကသူ့ရဲ့တောင်ပန်နေငှက်ဆင်းမင်းချောင်ရဲ့အပူကိုခန်းစားရပါတယ်သူကစစ်ဆေးဖို့တော့အချိန်မရလိုက်ပါဘူးအကြီးတွေကသူ့စီးကိုရောက်လာပါတယ်အကြီးကဲဘွားရနေတဖက်ချင်းနဲ့စိတ်များလည်းထွက်လာပါတယ်ဝလင်းရဲ့ခနာကူဘွားဆင်းမင်းချောင်ရဲ့ပြောင်းလဲမှုကိုသူကချက်ချင်းပဲသတိထားမိပါတယ်တောင်ပန်နေငှက်ကိုင်းကသူ့ရဲ့နိုးထလာမှုကိုသိသွားပြီဆင်းမင်းချောင်မျိုးနဲ့ဆိုရင်တန်းစင်ဘိုးဘေးကလည်းဝလင်းရဲ့တောင်ပန်နေငှက်ဆင်းမင်းချောင်ရဲ့အပြောင်းလဲကိုသတိထားမိပေမဲ့ဂျူးမဆိုင်ပါဘူး ။ "तू မချင်းလင်းရဲ့ပုံမှန်တရံဝင်မရပေမဲ့ရှင်းရှင်းလင်းလင်းတော့ခံစားမိပါတယ်။ तू မထိုနေရာမှာနှစ်ပေါင်းများစွာရှိနေခဲ့တာကြောင့်ဒစိမ့်ထဲမှာကြံ့ရီးခဲ့တဲ့ဝိညာဉ်အတိတ်ကြောင့်မသိပဲမနေပါဘူး။ तू ရဲ့တခုရတော့ရွယ်ချက်က तू မကိုဒီမှာအပီးတိုင်ကိုချုံ့နှောင်ထားဖို့ပါ။"ချင်းလင်းရဲ့အရေးကိုခန်းစားမိပြီးရဲ့နောက်သူမရဲ့အမုံတရားတွေကပို့ပြီးတော့ပြင်ထန်လာပါတယ်။သူမရဲ့ဗလာမျိုးလုံးပေါက်တွေကနေချင်းလင်းကိုစိုက်ကြည့်နေပြီးမီးမတနိုင်တဲ့အမှတ်တရားတွေကသူမရဲ့စိတ်ထဲမှာဖြစ်ဖြစ်သွားပါတယ်။ချင်းလင်း အမျိုးသမီးကတော်မြောက်အန်ချိတ်ပြီးပြောလိုက်ပါတယ်ချင်းလင်းရပေါ်လာနဲ့ရှုပ်ထွေးတဲ့စိမင်းကြောင်တစ်ခုကသူမရဲ့မျက်ခုံးတစ်ခုချာမှလင်းလက်သွားပါတယ်ပြီးတော့ရက်ဆက်ကြံကြုတ်တဲ့အနီရောင်သားရဲ့ရိုးတစ်ခုကိုချင်းလင်းစီကိုပြစ်လွတ်လိုက်ပါတယ်သားရဲ့ရိုးကပေါ်လာနဲ့ကြောင်မောက်ဖွေရကောင်းတဲ့နဆိုးရှိန်ကတစ်ခုကလည်းပေါ်လာပါတယ်နဆိုးရှိန်ကပေါ်လာနဲ့အပူရှင်ကကြဆင်းသွားပြီးဆောင်းရသည်လိုဖြစ်သွားပါတယ်နဆိုးရှိန်ကပြန့်နှံ့သွားတဲ့အခါရေကလေးကပုံဝင်ချိန်မှာစတင်ပေါ်လာပါတယ်ဝန်လင်းရဲ့မူလဆိုင်ကအမြန်လေပတ်ပြီးသူ့ရဲ့တောင်မန်ဒီငှက်နှက်ဖျားမီရဲ့အပူကသူ့ရဲ့ခန္ဓာကိုယ်ကိုပြင်းထန်သွားစေပါတယ် သူဝရင်သူ့ရဲ့အကြီးရတားရဲ့ရိုးစိုက်ကြည့်နေပြီသူ့ရဲ့နှလုံးသားထဲမှာလှိုင်းလုံးကြီးတွေထားသွားပါတယ်ညှိုးနှဲတောင်ကိုအတွဲလာဝလင်ကသူ့ရဲ့ညာလက်ဖမိုးကိုကြိလိုက်ပါတယ်ညှိုးနှဲတောင်ကိုအတွဲရဲ့ရစက်ကြံကြုတ်တဲ့ပုံတံအထုံးနေရာမှာရှိနေပါတယ်စေးမင်းကြောင်မျိုးနဲ့ဆိုရယ်တန်းစင်ဘိုးဘေးကအုံပြည့်ရဲ့နီးပညာညှိုးနှဲတောင်ကိုအတွဲနဲ့တူနေတယ်အရှောင်ကတော့မတူအာနီးတင်ရလည်းမတူဘူး အလင်းစက်တွေနဲ့ဖွဲ့စည်းထားတဲ့ချင်းလင်းရဲ့ရိတ်ကအမျိုးသမီးကိုအစ်ဆက်ဆောင်နဲ့ကြည့်ပြီးသူမရဲ့လက်ညိုးကိုထိုးလိုက်ပါတယ်။သူကလက်ညိုးထိုးလိုက်တာနဲ့အလင်းစက်တွေကစတင်ပေါ်လာပါတယ်။ထိုးအလင်းစက်တွေကချင်းလင်းစီကနေလာပြီးသူ့ရဲ့လက်ညိုးထိပ်မှဆူဝေးလာပါတယ်။ပြီးတော့ဖန်သားတလင်းကြောက်အလင်းတစ်ခုကိုပြုတ်လိုက်ပြီးတားရဲ့ရိုးကိုမြေတစင်းလို့ဝင်းရင်လိုက်ပါတယ်။ အလင်းနံတစ်ခုကစဝိုင်းပုံဖြစ်လာတဲ့မြန်မာဆန်နဲ့ကျုပ်သွားပါတယ်မြုံနိုင်လောင်းကမြင်းနဲ့မြင်းနှုံနဲ့တားရဲရိုးကိုဖောက်ထွက်ပြီးအတွင်းထဲကိုဝင်ရောက်သွားပါတယ်အလင်းဆက်တွေကတားရဲရိုးရဲ့လက်ဖိုးမှာဆူဝေးလာပါတယ်အလင်းမြောက်များတားရဲရိုးထဲကိုဝင်ရောက်သွားတဲ့အခါတားရဲရိုးမှာအခုခန့်နိုင်စွမ်းမရှိတော့ပါဘူးအနီရောင်ငွေတွေကတားရဲရိုးကနေထွက်ပေါ်လာပြီးတားရဲရိုးကအလင်းဆက်တွေနဲ့ပေါက်ဆက်သွားပါတယ်အနီရောင်ငွေတွေကပိုထွက်လာတဲ့တားရဲရိုးကအောင်မိန်သွားပါတယ်တခဏအတွင်းမှာပဲလက်တီဆုပ်ရွယ်ရှိတဲ့တောက်ပါတဲ့ဖန်သားတလင်းကြောက်တစ်ခုကတားရဲရိုးထဲမှာဖြစ်ပေါ်လာပါတယ်ဖန်သားတလင်းကြောက်ကပေါ်လာ နဲ့တော့ပါတဲ့အလင်းတန်းနေရာထွက်လာပါလေအလင်းတန်းနေရာဓာတ်တပုံများစွာထိုးထင်းနေတယ်လို့ပဲထိုးကြောက်အလုံးကအံ့ဩသွားပါလေတကယ်ကိုရက်ဆက်ကြံကြုတ်တဲ့တစိမ့်ခန့်နေပဲဝိညာဉ်အရေးကိုနည်းနည်းလေးတော့မတော့ဘူး ပြန်ပေးနီးပညာကနေဥရိရဲ့စွမ်းအုပ်ကိုထုတ်ယူပြီးနီးပညာကိုလုံးဝတစိမ့်ခတ်လိုက်တယ်။အကိုကြီးကတော့ဒီလိုမျိုးလွယ်လွယ်ကူနဲ့မလုံနိုင်ဘူး။အကြီးကဲဘွားကအန်းတင့်သွားပြီးသူ့ရဲ့မျက်လုံးတွေကကျဉ်းသွားပါတယ်။မကြိုက်ခင်မှာပဲလောဘစိတ်တွေကသူ့ရဲ့မျက်လုံးထဲမှာပေါ်လာပါတယ်။ချင်းလီရာအရန်ကိုအင်အားကြီးမပါပဲမဟာမိတ်ဖဲရဲ့ဆော့တီမှုရင်နဲ့တရင်ချက်လက်တွေရောက်သူကတေကန်ကြီးချင်းနေမှာရှိနေရဆိုတော့60ရာခိုင်နှုန်းတေးကြတယ်။သူ့ကိုဖမ်းမိပြီးအထူးနီလန်းနေနဲ့ထိန်းချုပ်နိုင်မယ်ဆိုရင်ချင်းကြောင့်မဟာမိတ်ဖဲမှာရန်သူဆိုတာမရှိတော့ဘူး။ မိုးကြိုးပိတ်တန့်လိုမိဟိန်တန့်တို့ခုဟာပိတ်နေထပ်သွားပြီးတာရဲယူကတုံခါသွားပါတယ်အလင်းတန်းကအတွင်းရနေထိုးပေါက်လာပါတယ်အလင်းတန်းကတာရဲယူကနေထိုးပေါက်ထွက်လာတဲ့အခါတာရဲယူကအပိုင်မုံများစွာကွဲသွားပါတယ်အများကြီးဖြစ်သွားတဲ့ပုံရပါပြီမြင်အာလုံကတခဏလေးအတွင်းမှာပဲဖြစ်သွားတာပါတောက်ပါတဲ့အလင်းတန်းနေရာပြန့်နှံ့သွားတဲ့အခါအာလုံရဲ့မျက်လုံးနေရာနာကျင်သွားပြီးစုခွသွားပါတယ်ချင်းလင့်ကစင်းမင်းကြောင့်မြွနဲ့စုရဲ့တန်းစင်ဘိုးဘီကိုအစ်ဆက်ဆောင်နဲ့ကြည့်ပြီးသူ့ရဲ့ညာလက်ကိုထမြောက်လိုက်ပါတယ်ထူးဆန်းတဲ့မော်ထွင်းစာတစ်ခုကလည်းပေါ်လာပါတယ်မော်ထွင်းစာကအမျိုးသမီးပေါ်ရောက်သွားပြီးအစိမ်းရောက်အလင်းကိုထွက်လွတ်လိုက်ပါတယ်မော်ထွင်းစ စားအပေါ်လာနဲ့အမျိုးသမီးရမြေကြီးကနေဆွဲတင်လာတဲ့ကောင်းကင်မြုံနဲ့ဝဲကက်ထဲကနေဟင်းတန်တစ်ခုကထွက်လာပါတယ်။ဝင်းကြီးနေရကောင်းကင်မြုံနဲ့ရေကန်နေရနေတယောက်ပြီးတယောက်ထပ်ပေါ်လာပါတယ်။အစားတော့မများပေမယ့်မကြိုက်ခင်မှာပဲယူတုဆောင်နဲ့ထွက်လာကြပါတယ်။ကြီးမာတဲ့ဝဲကက်ကအမျိုးသမီးရဲ့ထင်ချုံမှုကနေမြန်ဆန်နဲ့လွတ်မြောက်သွားပါတယ်။ကောင်းကင်တခွင်ကတုံ့ဟိသွားပြီးဝဲကက်ကစတဲ့လေဘက်ကရခင်ရထပ်ပုံမြင်လာပါတယ်။ကဘာကြီးကကွဲထွက်သွားသလိုစုပ်ပဲတန်နေရလည်းထပ်ပေါ်လာပါတယ်။မေးမတွနိုင်နဲ့ဝင်းကြီးနေဝဲကင်းနဲ့တူရွေလျားနေကြပါတယ်။ထိုရက်ဆက်တဲ့အကြည့်တွေနဲ့ဝဲနဲ့ကြည့်ခွဲတဲ့အဟိတ်တန်နေရ ငရဲတကားတစ်ခုပွင့်သွားသလိုပါပဲဝင်းညင်းနေရာအရန်ဥမှများလုံးပါတယ်ဝင်းလင်းကားတစ်ချက်ကြည့်လိုက်ရတယ်ချက်သိမ်းထသွားပါတယ်ကောင်းကင်းဘုံသားတတူးမျိုးနဲ့စုရှေခဲချီချင်းညံသူတွေဝင်းလင်းမြင့်မှုတဲ့တားရဲတရားပါထိုနေရာမှာရှိနေပါတယ်အထက်ကဝင်းညင်းတိုင်းကတမောက်ဖွဲ့ရအရှိန်ဝါကိုထွက်လွန်နေကြပါတယ်သူတို့ကကွယ်လွန်သွားပြီမယ်ထိုအရှိန်ဝါတွေကသူတို့အသက်ရှင်စဉ်ကအင်အားကြီးမားကြောင်းပြသနေပါတယ်ကောင်းကင်းအကရေချင်းလင်းကတတ်မှတ်ထားတဲ့ရေချင်းရှိတဲ့သူတွေကိုသာကောင်းကင်းမြုံနဲ့ရေကန်တွေကိုပစ်ချလေးရှိပါတယ်မင်းမတွနိုင်တဲ့ဝင်းညင်းနေရာအဟိနေတဲ့အချိန်မှာကောင်းကင်းမြုံနဲ့ရေကန်ကဒေါသထွက်နေတဲ့ပင်လယ်လိုလှိုင်းထား ားနေပါတယ်ထိုအရာအမျိုးသမီးရဲ့အောက်မှာမျက်စင်စွာနဲ့လေပတ်နေပြီးရခင်ရထက်အစာပေါင်းများစွာပို့ပြီးတော့အကောင်နဲ့ဆုပ်ယူအားတစ်ခုကပေါ်လာပါတယ်ပို့ပြီးတော့ထူးဆန်းတာဆုပ်ယူအားအမျိုးသမီးကိုပဲတက်ရောက်ပြီးအခြားလူတွေကိုတော့ဘာမှဖြစ်စေပါဘူးချင်းလင့်ကမြက်တက်မှောက်သူ့ရဲ့လက်တွေကိုရွေလျားပြီးအမျိုးသမီးရဲ့ကိုပက်လက်ကိုဝိုင်းနေတယ်နောက်ထပ်မော်တင်စာတစ်ခုကပေါ်လာပါတယ်ထိုမော်တင်စာကပေါ်လာပြီးရင်တော့ဝဲကဲကနှစားမြင်လာပြီးအမျိုးသမီးကိုလုံးဝဝါမျိုးကိုကြိုးစားနေတယ်ငရေတကားလိုဖြစ်လာပါတယ် သူမရဲ့မျက်နှာကနေစီးကြလာတဲ့အနေအောင်တွေးရရလဲပုံမြင်လာပါတယ်သူမမျက်ရည်ချနေသလိုပဲဒိုးရရင်ထုံမျက်ရည်တွေကအရန်အောင်မှထိုင်ရစီရကောင်းပါတယ်ဘာလို့ငေါ့ကိုလှိမ့်တာလဲဘာလို့လှိမ့်ခဲတာလဲဘာလို့လဲ အမျိုးသမီးရဲ့အတန်မှာအားကောင်းတဲ့ထိုးဖောက်ဝါတစ်ခုကပေါင်းရင်ပါတယ်။သူမရဲ့အတန်ကပြင်းထန်သွားတဲ့အခါသူမရှိရမော်ထင်းစာတစ်ခုကတုံရင်သွားပြီးဘယ်အချိန်မှဆိုပြုတ်ကွဲသွားနိုင်တယ်လို့ဖြစ်လာပါတယ်။ပို့ပြီးတော့ကြောက်စရာကောင်းတာကသူမရဲ့ဆူရှာတဲ့အတန်ကြောင့်သူမရဲ့ပုံဝင်ခြင်းဟာလီဟန်နေရတော့ကွဲရသွားပါတယ်။လီဟန်နေရပြုတ်ကွဲတော့ပါမယ်။သူမရဲ့အတန်ကလေတွေကိုထိုးဖောက်သွားတဲ့အခါအတန်ပောက်ကွဲမှုတွေဟာဖြစ်ပေါ်လာပြီးပုံဝင်ခြင်းကိုပြင်းထန်သွားကချင်းလင်းစီကိုဥတီသွားတဲ့မှုတိုင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်။ဝန်လင်းရဲ့နားထရရနေတွေးများထလာပါတယ်။သူ့ရဲ့မူလဆွေရင်ကအဆက်မပြတ်လေပတ်နေပြီးရှီအောင်နှဖျားရဲ့ခန္ဓာကိုယ်ရှိနေ ်ပေမဲ့လည်းဒဏ်ရာသွားပါတယ်။သူ့ရဲ့နားထဲမှာတူဝီမိသားများထွက်လာပြီးတူညီတဲ့စကားကိုပဲထက်ခါတလဲလဲကြားနေရပါတယ်။ဘာလို့လဲ?ဘာလို့လဲ? ဝလင်ကအချိန်မျိုးထိတ်လန့်သွားပြီးစစ်ထူနန်နဲ့အခြားလူတွေကလည်းအတူတူပဲဖြစ်နေတာကိုမြင်ပါတယ်အလုံးစုံမြင်ရှိသူအကြီးကဲပွားကြီးမဲနှံ့နေတဲ့ဝေယုံတဲ့လူတို့သားမျက်နှာမှာစိတ်မကောင်းဖြစ်နေပြီးသူတို့ကဘာမှထိခိုက်ကြပါဘူးသူမရဲ့အတန်ချင်းလင်းစီကိုတုံးဝင်လာတဲ့မှုတိုင်းတစ်ခုကိုဖက်တီးလိုက်ပါတယ်ချင်းလင်းကအစ္စရဲမျက်နှာနဲ့လက်ကိုမြှောက်ပြီးရှေ့ကိုညွှန်လိုက်ပါတယ်ထိုရာဝင်လာတဲ့မှုတိုင်းကိုရုတ်တရက်ရက်တက်သွားစေပါတယ်ကောင်းကင်ကနေမြုံနိုင်စရာဥပဒေတစ်ခုကဆင်းသက်လာသလိုပဲထိုဥပဒေကအရာအလုံးရဲ့ရွေလျားခွင်းကိုရက်တန်းစေပါတယ်ပြီးတော့ထိုရာဥပဒေရဲ့စွာအမြင့်ပေါင်းများစွာအဖြစ်ပြောင်းလဲသွားပြီးမှုတိုင်း တစ်ခုကိုရွေလျားလို့မရအောင်ချုံထုတ်လိုက်ပါတယ်ရက်တက်နီးပညာဝယ်လင်းရဲ့မျိုးလုံးလေးမှာထူးဆန်းတဲ့အလင်းနဲ့နေရာပေါ်လာပြီးစိတ်လှုပ်ရှားမှုတွေရပါရှိနေပါတယ်သူအတွက်ရက်တက်နီးပညာအရင်ဥမအရေးကြီးတဲ့ကောင်းကင်နီးပညာတစ်ခုပါဝယ်လင်းကရက်တက်နီးပညာကြောင့်အန်ရီပေါင်းများစွာကိုကျော်လွှားနိုင်ခဲ့ပါတယ်ရက်တက်နီးပညာသူ့ဘဝမှာမရှိမဖြစ်အရာတစ်ခုလို့ပြောလို့ရပါတယ်ဒါဝါရင်သူတင်ယူခဲ့တဲ့ရက်တက်နီးပညာကောင်းကင်အကရစ်ချင်းလီကခြံထားခဲ့တဲ့ကြောက်စင်းရနေပဲတင်ယူခဲ့တာပါအခြားလူတယောက်ကအသုံးပြုတာကိုသူကတစ်ခါမှမတွေ့ဘူးပါဘူး ဘလောက်ပဲလိလာလိလာထိုနီးပညာရဲ့ကန်သက်ချက်ကိုချိုးဖောက်နိုင်တဲ့အခွင့်အရေးကမရှိပါဘူး။ဒိုဝါရင်ထိုရာအခြားလူတယောက်ကရတန်နီးပညာကိုအသုံးပြုတာကိုသူပထမဆုံးအချိန်မြင်တွေ့ရတာဖြစ်ပြီးအသုံးပြုသူကလည်းချင်းလင်းပါထိုချိန်မှာအခြားသူတွေကဘာဖြစ်သွားလဲဆိုတာသိပြီးတော့နားမလည်ကြပါမယ်။ဝက်လင်းကတော့ရတန်နီးပညာရဲ့အမွေဆက်ခံသူလို့သတ်မှတ်လို့ရပါတယ်။ထိုကြောင့်ချင်းလင်းရအသုံးပြုတော့မြင်တွေ့ရတဲ့အတွက်သူ့အတွက်ကအလိုမအရေးကြီးပါတယ်။ ထိုအရာချင်းလင်းကိုယ်တိုင်ကသူ့ကိုတင် जा ပေးသလိုပါပဲချင်းလင်းကဆရာဖြစ်ပြီးဝင်လင်းကတပည့်လိုပါပဲတပည့်ကတင်ယူပြီးတဲ့အခါဆရာရဲ့ဤပညာကိုတစ်ချိန်ဆန်းသက်ပြီးတပည့်တင်ယူထားတာတွေကိုတပည့်တင်ယူထားတာတွေကိုပြန်လဲချိန်ကြီးနိုင်အောင်လို့ပြသပေးလေးရှိပါတယ်ထိုအရာဝင်လင်းကအိမ်မက်တော့မဖူးတဲ့အခွင့်အရေးတစ်ခုပါ ဘိုင်ဖန်ပေါ်လာပြီးလေးစင်းခေါ်ခြင်းမိုးစင်းခေါ်ခြင်းယတနာလက်နက်တိုက်တောင်ပြိုခြင်းမြေပြိုခြင်းနဲ့မှောင်မိုက်လာမင်းကြည်လင်ကောင်းကင်ဆရာတွေကိုသူ့ရှိမှာပြပေးသလိုပါပဲဒူဝါရင်အခုချိန်ဟာတေချာစဉ်းစားဖို့အတွက်အချိန်မဟုတ်ပါဘူးဝလင်းကထူမင်ခွင်းကိုတေချာမသားပြီးနောက်မှလေးလာပါမယ်ချင်းလေးရဲ့ညာလက်ကမြက်တန်းပါအောင်မှုန်တန်းအောင်ရတန်းအောင်လုပ်ပြီးရဲ့နောက်သူ့ရဲ့လက်ကမြန်ဆန်တဲ့ရွှေလျားသွားပါတယ်နောက်ထပ်မော်ထင်းစားတစ်ခုကအမျိုးသမီးစီကိုချက်ချင်းပဲပြန်တန်းသွားပါတယ်ထိုအရာတွေကရခင်ဒစိမ့်နှစ်ခုနဲ့ပေါင်းဆက်ပြီးဒစိမ့်ကိုကူဖဲစီမှုကဖြစ်တည်လာပါတယ်ဒစိမ့်ကိုကူကအမျိုးသမီးရဲ့ခန္ဓာကို ိုဝင်ရံ့ပြီးလှုပ်ဝက်ဆန်းကျတဲ့အလင်းတန်းများကိုထွက်လွတ်ပါတယ်။ဒစိမ့်ကိုကူကပေါ်လာတဲ့အခါအမျိုးသမီးအောက်ကကောင်းကင်မြုံနဲ့ရေကန်ကရုတ်တရက်ပေါက်ကွက်ထလာပါတယ်။ထိုကောင်းကင်မြုံနဲ့ရေကန်ကအယံမောက်ဝေကဲတစ်ခုဖြစ်လာပြီးအမြင်မဲလေပတ်လာပါတယ်။ထိုရာဆက်လက်ကျပြင်းလာတဲ့အခါမီးမတွနိုင်တဲ့ဝိညာဉ်တွေကအမျိုးသမီးစီကိုပြန်တန်လာပါတယ်။မျက်စိတမိတ်အတွင်းမှာပဲသူမရဲ့ဝိညာဉ်ကိုဝင်ရံ့သွားပါတယ်။ထိုဝိညာဉ်တွေကစူပေါင်းပြီးအနေအောင်တန်ချိုးတွေဖြစ်လာပါတယ်။အနေအောင်တန်ချိုးတွေကသူမကိုချုံနောက်ပြီးရဲဆန်းနဲ့ဆွဲချသွားပါတယ်။ ဝဲကရကလီရဲကိုထိုးတက်သွားပြီးမြို့ကျင်းလုံးကိုဆွေယူအားပောက်ကွဲထလာပါတယ်တတူးမျိုးနဲ့ဆိုရဲတန်းစင်ဘိုးဘီယာဘာမတက်နိုင်ပဲတန်ကျိုးကသူမကိုတဖြည်းဖြည်းနဲ့မြင့်တက်နေတဲ့ဝဲကရထေကိုဆွဲခုတ်သွားပါတယ်အမျိုးသမီးရအမှန်ကြီးမျက်နှာနဲ့မြခုံးချားတတူးကမိတ်တုံမိတ်တုံလင်းလက်နေပါတယ်လင်းလက်တိုင်းကြီးမားတဲ့တုန်ခါမူကဖြစ်ပေါ်ပြီးသူမကိုချုံလုံထားတဲ့တန်ကျိုးတစ်ခုကကွဲရက်သွားပါတယ်တန်ကျိုးတွေရာညီးတွားနေတဲ့ဝင်းညင်းတွေအဖြစ်ပြင်းပြောင်းသွားပြီးကောင်းကင်မြုံနဲ့ရေကန်ရဲ့ဝဲကရထေကိုဆွေယူခံလိုက်ရပါတယ်တန်ကျိုးတွေရာပြုတ်ကွဲသွားတဲ့အချိန်မှာဝဲကရထေကဝင်းညင်းအမြောက်များထွက်လာပြီးတန်ကျိုးအစ်တွေကိုဖယ်စီ ီးကသူမကိုဆက်လက်ပြီးတော့ဆွဲခုတ်သွားပါတယ်ထိုမြေခွင်းเจ้าကိုမြင်တွေ့ရတဲ့လူတိုင်းကတိတ်ဆိတ်မြင်သက်စွာနဲ့စဉ်းစားနေကြပါတယ်သူတို့ကအန်အန်တင့်ပြီးထိုเจ้าနဲ့ပတ်သက်ပြီးအမျိုးတွေးတောနေကြပါတယ်အမျိုးသမီးကခါးသီးစွာနဲ့ပြုံးလိုက်ပါတယ် ထိုနေရာမှာနှစ်ပေါင်းများစွာချိန်ပိတ်ခံရတာကြောင့်သူမမအရင်လိုမျိုးစွာကမရှိတော့ပါဘူး။ချင်းလင်းရဲ့ဒါနာယီဆန်နဲ့အာယုံခံကိုပွားအစိတ်ပိုင်းကမရှိရင်လွမြောက်ဖို့အတွက်အခွင့်အရေးရရှိနိုင်ပေမယ့်အခုကတော့ဘာအခွင့်အရေးမှမရှိတော့ပါဘူး။သူမကခါတိစွာနဲ့ပြုံးလိုက်ပါတယ်။မျက်လုံးနဲ့ရမရှိပေမယ့်သူမရဲ့ဗလာဖြစ်နေတဲ့မျက်နှာမှာအလင်းရောက်နေရရှိနေတယ်လို့ပဲထိုအချိန်မှာသူမရဲ့မျက်နှာမှာအစိမ်းရောက်အမွှေးများပေါ်လာပြီးမျက်လုံးနဲ့ရအစားထိုးလိုက်တယ်လို့ဖြစ်သွားပါတယ်။သူမရှိကချင်းလင်းရဲ့ကိုပွားကိုကြည့်ပြီးသူမကဝမ်းနည်းစွာနဲ့ရင်မောလိုက်ပါတယ်။ ငါဘဝမှာအမုန်းဆုံးလူကနေပဲချင်းလင်အတိတ်ကာလတုန်းကငါတို့တတူမျိုးနဲ့စုကအာနာအမြင့်ဆုံးကိုစော်ကားမိလို့တစိမ့်ခတ်ထားတဲ့အာနာအမြင့်ဆုံးကိုမထိန်ထုံနိုင်တဲ့နေပယ်ကိုထွက်ပြေးခဲ့ရတယ်ငါတို့ရဲ့ပဏိပခါတွေကိုရှောင်ပြီးတင်မီနဲ့ဝေးရမှာနေထိုင်ခြင်းခဲ့တာနေရဲ့ကောင်းကြီးပုံနေပယ်နဲ့စစ်ပွဲရနေတို့ကောင်းကြီးပုံသားတွေကငါတို့တတူမျိုးနဲ့စုရဲ့မူလဆွမ်းကို မျက်စိကျလို့အရင်တိုက်ခိုက်လာတာငါတို့တတူမျိုးနဲ့စုကနေတို့ကိုနာခံရမှာလား ဒီတိုက်ပွဲကအရန်ဦးကြာရှည်ခဲ့ပြီးနေတို့ကောင်းကင်ဘုံနယ်ပယ်ကငါတို့နီလာမျိုးမျိုးနဲ့တိုက်ခိုက်ခဲ့တယ်ငါတို့တတူမျိုးနဲ့ဆိုရဲတန်းစင်နဲ့ပလင်းကိုလူယူဖို့အတွက်နေရငါမျိုးနဲ့ဆိုရဲအင်အားကြီးတတူပညာရှင်တွေအများကြီးကိုတပ်ဖိတ်ခဲ့တယ်ဒါလောက်ပဲဆိုရင်တော့ဒီကိစ္စတွေကပြီးခဲ့အောင်မှာဘာလို့လဲဆိုတော့စစ်ပွဲမှာနှစ်ဖက်စလုံးကထိခိုက်ကြဆုံမှုတွေရှိတတ်တယ်ဒါပေမဲ့ကောင်းကင်ဧကရေ၄ပါးထရေတယောက်ဖြစ်ပြီးကောင်းကင်ဘုံနယ်ပယ်မှာအစွမ်းထက်ဆုံးပုဂ္ဂိုလ်တယောက်အနေနဲ့အမျိုးသမီးတယောက်ရဲ့နူးညံ့တဲ့နှလုံးသားကိုဘာလို့လှည့်ဖျားခဲ့ရလဲ နင်ကငါ့ကိုနင်ရဲ့ကောင်းကင်ကိုကိုတော်ဖြစ်စေမယ်လို့ပြောခဲ့တယ်။ငါချူယောင်းကနင်အတွက်ငါမြူနဲ့စုကိုတစ္ဆာဖောက်ပြီးဒီတစိမ့်ခတ်ထားတဲ့နေပင်မှာငါမြူနဲ့စုအတွက်နေရာတစ်ခုကိုရဖို့အတွက်နင်ရဲ့မြန်ငယ်ဖြစ်ဖို့အတွက်ငါသဘောတူခဲ့တယ်။နင်ကငါရဲ့မျိုးလုံးလေးကိုကြိုက်တယ်လို့ပြောခဲ့တယ်။နင်အတွက်ငါကိုယ်တိုင်ငါရဲ့မျိုးလုံးလေးကိုဖောက်ထုတ်ပြီးနင်ကိုပေးခဲ့တယ်။အဲ့ဒီမျိုးလုံးလေးကနေနှစ်ပေါင်းများစွာဆွေးင်းကြီးကိုစုဆောင်ပြီးမူလဆွေးင်းရဲ့အနေငယ်ကိုပေါင်းဆက်ထားတယ်။အဲ့ဒါတတူးမျိုးနဲ့စုဘိုးဘေးတိုင်းအမွေဆက်ခံရရှိတဲ့တန်မိုးရှိမျိုးလုံးတစ်စုံပဲ။ နေရအဲ့ဒီမြင်ခွင်းကိုမှတ်မိသေးလားငါရဲ့သွေးဆုံးနေတဲ့မျိုးလုံးနေတယ်ငါရဲ့မျက်နှာကနေစီးကြလာတဲ့သွေးတွေငါကနင်းကိုအများကြီးတောက်ဆုပ်ခဲ့တယ်ငါကနင်းရဲ့တောက်ဆုပ်ချက်တိုင်းကိုဖြည့်ဆည်းပေးဖို့အတွက်အကောင်းဆုံးစူးစမ်းခဲ့တယ်ဒီနေရာမှာဝိညာဉ်တွေကိုနှိမ်နင်းဖို့နင်းရငါ့ကိုချိတ်ပိတ်ထားတဲ့အခါမှာတော့ငါကသဘောတူခဲ့တယ်နင်းရဲ့ဘေးမှာငါကတန့်စင်ဘိုးဘေးမဟုတ်ပဲနင်းရဲ့မြားငယ်တယောက်ဖြစ်ပဲရှိနေတာ သူမရဲ့မျက်နှာအပြုံးနေရာပို့ပြီးတော့ခါတိလာပါတယ်မျိုးလုံးနေရာနေမျက်ရည်လိုအနေအောင်တွေးနေရာစီးကြလာပါတယ်ထိုးရတွေးမျက်ရည်ပါအတိတ်ကအမှတ်တရတွေရာသူမရဲ့စိတ်ထဲမှာပြန်လည်ပေါ်လာပါတယ်ဘာလို့လဲငါအရာအလုံးကိုလုပ်ပေးခဲ့ပြီမဲ့ဘာလို့ငါ့ကိုလိန်ညာနေတာလဲနေရငါမျိုးနဲ့စုကိုနေပယ်တစ်ခုကိုပေးမယ်လို့ဂရိပေးခဲ့တယ်ငါမျိုးနဲ့စုကိုရှင်တန်စီမယ်လို့လည်းဂရိပေးခဲ့တယ်တနေ့ကျရင်ငါမျိုးနဲ့စုကိုတစိမ့်ခတ်ထားတဲ့နေပယ်ပြင်ပောက်ကိုပြန်ခုတ်ထုတ်သွားမယ်လို့နော်ပြောခဲ့သေးတယ် ဒါရီအားလုံးကနင်ငါ့ကိုပြောခဲ့တာ ਈ လီငါချူယောင်းကနင်းရဲ့စကားတွေကိုယုံကြည်ခဲလောက်အောင်ဒီတွန်းအားခဲ့တယ်နင်းရဲ့ရွယ်ချက်ကဒီမှာငါ့ကိုပိတ်လောင်ထားဖို့ဆိုတာသိပြင်မဲ့ဒီကောင်းကင်မြုံနဲ့ရေကန်မှာဝိညာဉ်တွေကိုနှိမ်နင်းဖို့အတွက်ပဲငါရှိနေခဲ့တယ်ဒါပေမဲ့ငါနင်းကိုယုံကြည်ဖို့အတွက်သာရွေးချယ်ခဲ့တာငါမြူနဲ့ဆိုရင်တယောက်ကိုခန်းစားမိပြီးသူ့ကိုတိတ်ဖို့အတွက်အစွမ်းကုန်စွန့်စားပြီးငါထွက်မလာခင်ငါမြူနဲ့ဆိုကဘရောမကိုပိုင်နေပေကိုမရခဲ့ဘူးဆိုတာငါဘရောမသိရမှာမဟုတ်ဘူးငါချစ်ပိတ်ခံရပြီးရဲ့နောက် ငါမြူနဲ့စုကနေတို့ကောင်းလေးပုံသားရဲ့ကျုံနေတော်ဖြစ်သွားသေးတယ်ဒါကြောင့်ငါနင့်ကိုပို့ပြီးတော့မုန်းတိမိတယ်ချင်းလင်နင်ကနှလုံးသားမဲတဲ့လူလားခံစားချက်မရှိဘူးလားနင်ကကြောက်တုံးလားတမန်ကျုံနေစိမ့်နဲ့ငါရဲ့တတူမြူနဲ့စုကိုမျိုးဆက်တစ်ချောက်လုံးချဲ့ပိတ်ထားလို့မရဘူးအဲ့ဒီကျုံနေစိမ့်ကငါရဲ့မျိုးလုံးနဲ့မူလာဆွေရင်ကနေစဉ်သက်လာတယ်ဆိုတာထင်ရှားတယ်အဲ့လိုစွာမျိုးနဲ့ပဲငါရဲ့မြူနဲ့စုကိုဒီလိုချဲ့ပိတ်ထားနိုင်တာနင်ကငါရဲ့မျိုးလုံးလေးကိုရပြီမူလာဆွေရင်အစိတ်ပိုင်းကိုရသွားတယ် ီးတော့နေရအဲ့ထဲမှာကျုံတစိမ့်ရဲ့အမြောက်အများကိုထည့်သွင်းလိုက်လို့ငါရဲ့မြို့နယ်စုကတစိမ့်ခတ်ထားတဲ့နေပယ်ထဲမှာပျောစိမ့်တယ်လို့ကြုံနေဖြစ်သွားရတယ်။နင်တို့ကောင်းကင်ဘုံသားတွေကိုမြို့ဆက်တစ်လျှောက်ကူးကွယ်ဖို့အတွက်အတင်းကျပ်ခိုင်းစေခံရတယ်။သူမရဲ့ဗလာမျိုးလုံးတွေရာနေအ내ရောက်သွေးတွေရာပို့ပြီးတော့စီးကြလာပါတယ်။နှစ်ပေါင်းများစွာမျောလင်းချက်တွေရုတ်တရက်ပျက်စီးသွားတဲ့ကြောင်မောက်ဖွေရာနာကြီးမှုများပေါဝင်နေပါတယ်။ချင်းလင်းနေရဲ့အာယုန်ခန့်အစိပ်ပိုင်းကိုပွားဒီမှာရှိရဲဆိုတော့နေရမတည်သေးဘူးပေါ့။နေရငါရဲ့ရှိမှာပေါ်လာရေးသေးရလား။ အမျိုးသမီးရဲ့ဝမ်းနည်းချိတ်ခွဲတဲ့အတန်ပိတ်တင်ထက်နေပါတယ် သူမရဲ့မျက်နှာမှာခါးသီးတဲ့အဖြုံနဲ့ကောင်းကင်မြုံနဲ့ရေကန်တွေကိုဖြည်းဖြည်းနဲ့ဆွဲခုတ်ခံလိုက်ရပါတယ်။ကောင်းကင်မြုံနဲ့ရေကန်တွေကိုလုံးဝဆွဲခုတ်ခံရတော့မယ့်အချိန်မှာသူမရဲ့ခေါင်းကရုတ်တရက်တွန်းလှုပ်သွားပြီးမြခုံးချားတတူးကအရေပြားနေလုံးဝခွာကျသွားပါတယ်။တတူးကရီတုစွာနဲ့မိတ်တုံမိတ်တုံလင်းလက်ပြီးဝင်လင်းရှိနေတဲ့နေရာအနေနဲ့တတူးနဲ့ချိတ်ဆက်ထားတဲ့သူကြောတွေကိုသူကရှင်းလင်းလင်းမြင်နိုင်ပါတယ်။ထိုရာဘလောက်ထိနာကျင်ရမလဲဆိုတာသူကတွေးကြည့်နိုင်ပါတယ်။သူကရရင်ထိုနာကျင်မှုကသူမရဲ့နှလုံးသားထဲကနာကျင်မှုနဲ့တော့ရှင်းလို့မရပါဘူး။သူမကညာလက်ကိုမြောက်ပြီးတတူးကိုဆုပ်ကင်လိုက်ပါတယ်။ပြီး ြောနာကျင်မှုကိုဂယူးမဆိုင်ပဲမြခုံးချားနေရဲဆက်နဲ့ဆွဲထုတ်ပြီးတော့ဖြစ်တင်လိုက်ပါတယ်တာရှန်ကတော့သူမနဲ့နီကတ်နေတော့မှရှေးကအရာအလုံးကိုသူ့ကိုနားလဲမှုအတိုင်းအတာတစ်ခုထိရရှိပေမဲ့သူ့ရဲ့မျက်လုံးတွေကမှုန်ကုတ်ကုတ်ဖြစ်နေတော့မှအမျိုးသမီးကပြစ်လိုက်တဲ့တပ်တူကအလင်းလို့ပြင်သင်းသွားပြီးတာရှန်ရဲ့နားကိုရောက်လာပါတယ်စူရှာရဲ့နာကျင်မှုနဲ့အတူသူ့ရဲ့မြခုံးချားမှာပေါင်းဆက်သွားပါတယ်တပ်တူကိုပြစ်လိုက်ပြီးရဲ့နောက်အမျိုးသမီးကအလွန်အမအားနေသွားပြီးကောင်းကင်မြုံနဲ့ရေကန်လေးကိုဖိဖိနဲ့နှိမ့်ထုတ်သွားပါတယ်မျက်နှာအစိမ်းရောက်အမွှေးတွေကလည်းမိတ်တုံးမိတ်တုံးလေးလံနေတော့ဝင်လင်းကိုကြည့်ပြီး မင်းကငါ့ရဲ့တတူမျိုးနဲ့ဆိုကိုညီခဲ့တယ်ငါချူယောင်းကငါမျိုးနဲ့ဆိုကိုညီခဲ့တဲ့သူတွေကိုမမေ့ဘူးသူကတတူလေးပြောလိုက်ပါတယ်သူမခါတိစွာနဲ့ပြင်ပြုံးပြီးမျိုးလုံးနှစ်ဖက်ကိုရက်ဆက်စွာနဲ့ထုတ်ဖောက်လိုက်ပါတယ်အစိမ်းရောက်အမွှေးတွေကလည်းဆွဲထုတ်ခံရပြီးသူမပြစ်လိုက်ပါတယ်ထူရအစိမ်းရောက်အလင်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးတစ်ခုတည်းအဖြစ်ပေါင်းဆက်ပြီးတော့ဝင်လင်းစီးကိုပြစ်လွတ်လိုက်ပါတယ်ငါတို့တတူမျိုးနဲ့ဆိုရဲ့အသက်တတူအပြင်ဒါပြင်ပကဘာမှာနာမည်ကြီးစေခဲ့တဲ့နောက်တစ်ခုကတော့ညှုံနှမ်းတတူနီးပညာပဲ ဒါညှို့နှိုက်တတူရဲ့နီလံပဲနင်ကငါရဲ့မြို့နယ်စုကိုကူညီခဲ့တဲ့အတွက်ငါမြို့နယ်စုရဲ့တားဆင့်မင်းဆက်ကိုရှာတွေ့ပြီးတတူရဲ့စွမ်းအုပ်ကိုရယူဖို့အတွက်ကူညီခိုင်းနိုင်တယ်ဝလင်းကအစိမ်းရောက်အလင်းကိုဖမ်းမိပြီးသူမရဲ့သတင်းစကားကိုချက်ချင်းပဲကြားလိုက်ရပါတယ်သူမကကောင်းကင်မြို့နယ်ရေကန်လေးကိုနင်းမြုပ်သွားတော့ချင်းလင်းရဲ့အစ္စရေးရုပ်ပုံကိုစိုက်ကြည့်လိုက်ပါတယ်ထိုးထိုင်မှာပဝင်းကျင်ဟာလုံအောင်မှာတိတ်ဆိတ်သွားပါတယ်ဝင်းကြီးရဲ့အမြောက်များတော့သူမနဲ့အတူကောင်းကင်မြို့နယ်ရေကန်လေးကိုနင်းမြုပ်သွားပါတယ် ဝေဂီယကလေပန်းနေတဲ့အတန်အုံပဲကြားပါတော့တဲ့ဝေဂီယကတဖြည်းဖြည်းနဲ့နမြုပ်သွားပြီးအောက်ကချောက်ကြီးအားပြောက်ွက်သွားပါတယ်အစိမ်းရောက်အလင်းကိုကင်နာရင်ဝလင်းကခြူယုံလို့ခေါ်တဲ့အမျိုးသမီးကဘာလို့လူကျင်လဲဆိုတာသဘောကျကျနားလည်သွားပါတယ်သူမရဲ့အဆိုအရဆိုရင်ညှိုးနဲ့တတူနီးပညာအတွက်တတူမျိုးနဲ့ဇူရဲ့အကူအညီကိုလိုအပ်ပြီးထိုရာဝလင်းနဲ့တတူမျိုးနဲ့ဇူကိုချိတ်ဆက်ပေးမယ်မမြင်ရတဲ့တန်ချိုးတစ်ခုဖြစ်လာပါလိမ့်မယ်သူကဒီလောက်ထိယုံကြည်မှုရှိတယ်ဆိုတော့ညှိုးနဲ့တတူကတမန်တော့မဖြစ်နိုင်ဘူး ဝင်လင်းရဲ့မျက်လုံးတွေကလင်းလက်သွားပါတယ်။ကောင်းကင်တခွင်မှာမူလဆွမ်းရဲ့စိတ်ခနိုင်တဲ့အဝါရုံတစ်စိတ်ကိုသူကပြန်ပြီးတော့အမှတ်ရသွားပါတယ်။ဖြစ်နိုင်လား။ဝင်လင်းရဲ့မျက်လုံးတွေကကြင်မြောင်းသွားပါတယ်။ထိုအချိန်မှာကောင်းကင်မြုံနဲ့ရေကန်ကပြက်ကွက်သွားတော့မယ့်အချိန်မှာအန်းတင်းစရာပြောင်းလဲမှုတစ်ခုကဖြစ်ပေါ်လာပါတယ်။ချူယောင်ရဲ့ရုပ်ပုံကနင်းမြုံနေတဲ့ဝဲကဲထဲကနေရုပ်တရက်ပြန်ထွက်လာပြီးစုပ်ပြဲတဲ့အတူဝဲကဲကနေတုံခါစီမဲ့တုံဟီတန်များထွက်လာပါတယ်။ချင်းလင်း ငါတရားမယ်ဆိုရင်တော့နင်းကိုလှုပ်ပြီးမှမဟုတ်ဘူးထိုအတန်ပိတ်တင်ထွက်သွားတဲ့အခါဝိညာဉ်အမြောက်များပေါ်လာပါတယ်ဝိညာဉ်နေရာထမပြေးပဲပြုတ်ကွဲသွားပါတယ်ဝိညာဉ်နေရာပြုတ်ကွဲသွားတဲ့အခါကောင်းဝေးမြုံနဲ့ရေကန်ကလည်းတုန်ခါသွားပါတယ်နင်းရောငါ့ကိုဒီဝိညာဉ်တွေကိုချုံနောက်ဖို့အတွက်အသုံးချခဲ့တာကြောင့်မင်းမတွနိုင်နဲ့နှစ်တွေကြာပြီးရဲ့နောက်ငါကောင်းဝေးမြုံနဲ့ရေကန်နဲ့တသားလေးဖြစ်သွားပြီဆိုတာနင်းအားသိတဲ့သူတို့ကငါ့ကိုထွက်သွားခွင့်မပေးကြဘူးနင်းကိုလည်းထွက်သွားခွင့်မပေးဘူး ဒါကြောင့်အတူတူပျက်စီးကြရပေါ့ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်